အားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြေးသက်တည်းအားလုံးမင်္ဂလာပါ။ဒါမနေ့ကတုန်းက Atletico Madrid အသင်းက Arsenal ရဲ့ Emery Queen မှာ Leeching Gun ဆင်းတယ်။ဘာကြောင့်လဲဆိုတော့ဒီကနေ့ညမှာဒါ Emery Queen မှာပဲ Atletico Madrid နဲ့ Arsenal တို့ရဲ့ Champion League ပွဲစဉ်တော့ကမ်းမယ်။ ဆိုအဒရီဂိုမက်ထရစ်ကသူတို့ရဲ့ပွဲစဉ်တစ်ကိုအန်ဖီမှာလာကန်ပြီးတော့၃ခု၂ခုနဲ့ရှုံးပြီးတော့အိမ်ကွင်းမှာသူတို့ဂိုးပြတ်နိုင်ပွဲရထားတယ်ဆိုတော့ဒါကအခုသူတို့ရဲ့နောက်ထပ်ပွဲတတိယမြောက်ပွဲဖြစ်တယ်အာစနယ်ကပထမပွဲကိုအက်သလက်တစ်ကလပ်ရဲ့အဝေးကွင်းမှာ၂ခုပြတ်နိုင်ပြီးတော့ကျွန်တော်တို့အိုလံပီယာကုတ်ကိုအမရိမှာ၂ခုပြတ်နိုင်တယ်ဆိုတော့အာစနယ်ကတော့ဒါ၃ပွဲမြောက်နိုင်ပွဲကိုရှာတိမှာဖြစ်ပြီးတော့အက်သလက်ဂိုမက်ထရစ်ကဒုတိယမြောက်နိုင်ပွဲနှစ်သင်းလုံးကဒါ probably ya လက်ရှိမှာဥရောပရဲ့အကောင်းဆုံးခံစစ်ကောင်းတဲ့အသင်းဒီရာဒီမှာအတလက်ကိုမတ်တွေ့ဂိုးတွေပေးနေရပြီမဲ့သူတို့ရဲ့ဒီဘယ်လိုပြောမလဲ philosophy ကိုကခံစစ်ရန်ကောင်းတဲ့အသင်းဖြစ်တယ်ဒီကိုစီမီယိုနေအသင်းကအရင်ထဲကမာကျော့ချစ်လက်တဲ့အသင်းဆိုတော့ Arsenal ကလည်းအထက်ထားလက်ထက်မှာ surprise နဲ့တတော်ကိုယုံကြည်မှုအပြည့်အဝနဲ့အကောင်းဆုံးဖြစ်နေတဲ့ခံစစ်ကိုပိုင်ဆိုင်ထားတယ်ဆက်တပွဲကစားတဲ့အချိန်မှာ10ပွဲ clean sheet တုံးကိုပဲပေးထားရတယ်ဆိုတော့ဒီ Athletic ကိုမှတွေ့တဲ့ Arsenal နဲ့ပွဲမတိုင်ခင်မှာ ဒီတနင်္လာနေ့ညပိုင်းမှာတီကိုကစားမတွေတော်တော်များများအာစနယ်အသင်းမှာလေ့ကျင့်ခန်းတော့တည်တည်ချာချာမဆင်းပဲပြန်သွားကြတယ်အဓိကကသူတို့ complaint တက်ထားတာက Emirates ခွင်မှာ လုံလောက်တဲ့ဒါရင်နွေးပေးနိုင်တဲ့ system မရှိဘူးပေါ့ဗျာရေပူရေအေးမှာရေအေးပဲပေးထားပြီးတော့ရေပူမရှိဘူးဆိုတဲ့ဒါ complaint တက်မှုနဲ့သူ Atletico Madrid ကစားမတွေအားလုံးလေ့ကျင့်ခန်းမဆင်းပဲပြန်သွားတယ်ဒီမှာ Atletico Madrid က Arsenal အသင်းရဲ့ အမေရိကွေမှာလာရောက်လေ့ကျင့်ခဲ့တယ်ဒါပေမဲ့ သူတို့လုံးဝရှာဝါတော့မလုပ်သွားဘူးလေ့ကျင့်ကတော့လာဆင်းတယ်ရှာဝါမလုပ်သွားဘူးဘာကြောင့်လဲဆိုတော့ကွင်းထဲမှာ hot water မရှိလို့ဆိုပြီးတော့ဒါဆိုပြီးတော့သူတို့ hotel ကိုပဲပြန်သွားတယ်ဒါကစားမရိအားလုံးကတော့အိုက်ကိစားနဲ့ပတ်သက်လို့တော်တော်လေးပောက်ကွဲနေတယ်ဗောလေ arsenal ကရွေးချစ်ရှိလုပ်တယ်ဆိုပြီးတော့တချို့ကလည်းပောက်ကွဲနေတယ်ဒါကတော့တခုခုဖြစ်လို့လည်းဖြစ်မှာဗောလေဒါပေမဲ့ပြောချင်တာကအခုတီကိုရဲ့ခံစီဆိုတော့အာဆယ်သင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ခံစီအရန်ကောင်းနေကောင်းနေကောင်းနေအတလီကိုမက်ထရီရဲ့ခံစီအရန်တောက်နေအတွက်ကြောင့်ကျွန်တော်တို့ရဲ့ ဥရောပစစ် level မှာကျွန်တော်ဘလောက်ထိလုတ်ပြနိုင်ပြီလဲဆိုတဲ့အချက်ပဲဒီဘွဲပြီးကျွန်တော်တို့က Champions League ဝေးခွင့်ကံမယ်ပြီးတာနဲ့ Bayern Munich နဲ့ Champions League အိမ်ခွင့်ထပ်ကံရမယ်ဒါဒီဇင်ဘာထဲမှာ နိုဝင်ဘာလကုန်းလောက်ခံမှာကန်ရမယ်ဆိုတော့ဘိုင်ယန်နဲ့ချန်ပီယံလိပွဲရဲ့အသက်တကူမတ်တွေ့နဲ့ချန်ပီယံလိပွဲကကျွန်တော်တို့အတွက် test ပဲဆိုတော့ဒီကိုပွဲကတော့ probably ရကျွန်တော်အမြင်ပြောတာပေါ့လေလက်ရှိ Arsenal ရဲ့ form ရရော European confidence အခုလက်ရှိလောလောဆယ်အခြေအနေရဆိုရင်ဒါအသက်တကူမတ်တွေ့အတွက်ဒါ Arsenal ကခက်ခဲတဲ့ပြိုင်ပွဲ Arsenal ကအသက်တကူမတ်တွေ့ကိုဒါဘယ်လိုပြောကြော်ဖြတ်နိုင်ဆိုရင်အပြည့်အဝရှိနိုင်တယ်ဒီနေ့မှာ Julian Alvarez က အထက်ထလက်ထက်မှာရောအာစနယ်သင်းကတည်တသာတိုးတက်လာတဲ့အတွက်သူတို့အနေနဲ့ခက်ခဲတဲ့ပွဲပွဲကိုကစားရမယ်ဒါပေမဲ့ဒီပွဲမှာတော့သူတို့နိုင်ရနိုင်တဲ့ quality သူတို့မှာအပြည့်အဝရှိတယ်လို့ဆိုရဲစီမီယိုနီနဲ့အာစနယ်သင်းက2019ခုနှစ်ပေါ်လေအဲတုန်းက18 19ထင်တယ်ဟုတ်တယ်ဒီအက်တလတီကိုမက်ဒရစ်က final တက်ပြီးချန်ပီယံဖြစ်သွား2019 18ထင်တယ်အဲတုန်းက final တက်တယ်ဒီ Arsenal က sorry စက္ကွန်16စက္ကွန်တင်တယ်16စက္ကွန်နဲ့စက္ကွန်18လာအဲ့တုန်းက Arsenal ကလက်ထက်ပဲနောက်ဆုံးနေ့တင်တယ် အဲ့မှာအတလီကိုမက်ထရစ်ကိုကျွန်တော်တို့ဆီမီဖိုင်နယ်ပထမကြော1 1သေးကြပြီးတော့သေးကြပြီးတော့ဒုတိယကြော်မှာ1 0နဲ့အန်ထရန်ဂရစ်မန်ရဲ့ဂိုးနဲ့ကျွန်တော်ရှုံးသွားတယ်အဲ့တော့တော့ဒီကိုကတယောက်ထုတ်ခံရတယ်ဂရစ်မန်နောက်ကြကိုတွင်းသွားတယ်ဆီမီယိုနီကတော့ကျွန်တော်တို့နောက်ဆုံးကစားတော့ကသေးကြခဲ့တယ်ဒါပေမဲ့အဲ့တော့ကကျွန်တော်တို့တယောက်ရော့ပေါ့လေဒီချိန်ကတော့ different game ပေါ့လေဒါပေမဲ့ကျွန်တော်တို့အခုဒီအာဒီအတလီကိုမက်ကိုတွေ့ထားတဲ့ so far ရတော့ အရင်ကြီး impressive မဖြစ်ဘူးဗျာသူတို့မှာ talented player တွေဒီဟာကို Amada တို့ဒါ Julian Everest က on fire ဖြစ်တယ် Arsena Shah လို့ရှိတယ်သူတို့များများ quality ဒါပေမဲ့ဒီကိုခံစစ်မှာ long lap တို့ဒီ Landon Man တို့ဒီလားမတွေအရင်ကြီး solid မဖြစ်ဘူးဆို Arsenal ရဲ့ performance ကောင်အထက်ထအနေနဲ့ maybe တချို့ changes တွေဒီလောက်ကောင်းလုပ်နိုင်တယ်ဒါအထူးသဖြင့်တချို့ center back ဆိုတဲ့ full back တွေက color view တွေနဲ့ မိုင်လူးစကယ်လီအပြောင်းလဲတို့ကွင်းလေကတချို့အပြောင်းလဲတွေကျွန်တော်တွေ့နိုင်တယ်ဒါပေမဲ့အာဆင်နယ်နဲ့အာတီထာတို့ရဲ့ဒါဒီအသင်းကိုအသက်ကိုဘတ်တစ်ကတော့ complaint တက်ထားတာပေါ့လေဒါကတော့ဒီကနေ့ညပွဲထဲမှာကံမယ်ဒါစိတ်ဝင်စားစရာပွဲဖြစ်တယ်ဒါဒီကိုစီမီယိုနီနဲ့အာတီထာတို့ရဲ့ခံစစ်မာကျောတဲ့နှစ်သိန်းရဲ့အားပြိုင်မှုပွဲမှာဘယ်သူနိုင်ရမယ်လို့ထင်ကြလဲကိုမမဝေယောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်